ရိုက်တဲ့သမီးတယောက်ဆိုရင်အဖေကိုကျွန်တော်သိတယ်နော်အဲ့ကလေးရဲ့မိဘတောင်းရင်ပြီးဖြည့်ရှင်းပြီပါနော်ဆရာဆရာမတွေဆွဲခိုင်းတယ်မင်းတို့ကိုယ်ကလမ်းပြစီဆိုင်လို့အဲ့လိုကလေးရဲ့လမ်းပြစီဆိုင်ဆိုင်ဖြစ်လာဟဲ့လေငါနာမည်တင်ဆုံးနော်ငါ့ကိုမြင်မင်းတို့သိတယ်မင်းတို့ဘာအောင်လဲဆိုတာမင်းတို့သိတယ်အဲ့တော့ဆရာဆရာမတွေကိုဆွဲမထားနဲ့မင်းတို့သမီးတွေလုံးတဲ့ပြဿနာမင်းတို့ဖြည့်ရှင်းကျောင်းထဲမှာဖြစ်တဲ့ပြဿနာတော့ဆရာဆရာမတွေတောင်းရင်ယူပြီးမှာဟောဗျလမ်းမဖြစ်တဲ့ပြဿနာတော့ခင်ဗျဘယ်သူကတောင်းရင်ယူ ူတို့ကိုသူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလည်းသူတို့နဲ့ကပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြေထွက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့ညောင်းလို့ပြဿနာတက်တာမဟုတ်ဘူးပေါ့ TikTok ဆော့တာဗျာ TikTok ဆော့တာ TikTok ကွာ စောတဲ့တခုကသူတို့ငွေချင်းပေါင်းတဲ့ပတ်သက်တဲ့အတေလို့တဲ့အဲပြဿနာရှာခံရတယ်။တိလား။အဲ့ဒါကကျမလည်းဖုံးကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့အာတမီးကိုဘလိုင်းလာစော်ကန်းနေပါလားဆိုပြီးတော့ကျမကအဲသူတို့ကိုတွက်တိုင်လာတာရှိတယ်နော်။အဲ့ဒါကြောင့်မို့လို့ကျမကကြောင်းပြန်ခွင့်တဲ့အခါမှာတမီးသူတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဖို့ရန်ရှောင်ခိုင်းတာနော်။အရှင်းအောင်မထိုင်ဖို့ဝဝအားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့မြောင်းများဖြစ်စဉ်အပေါ်နိနာသူကျောင်းသူလေးရဲ့မိခင်နဲ့အခြားသောသူတွေရဲ့အမြင်တွေပါစူးစိတင်ဆက်ပေးလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာသူတို့ကိုသူတို့ကိုကျမကဘယ်လိုပြောထားလဲဆိုတော့သူ့ကိုသမီးចောင်းចောင်းပိတ်တဲ့အချိန်မှာလည်းသူတို့နဲ့ကပြဿနာတက်တယ်ပြဿနာတက်တာကျမသမီးကအပြင်ဖက်သွားလို့သူတို့ကိုမြင်လို့စောင်းလို့မြောင်းလို့ပြဿနာတက်တာမဟုတ်ဘူးနော်တစ်တော့ဆောက်တာဗျာတစ်တော့ဆောက်တာတစ်တော့ပေါ်က ဆော့တဲ့တခုကတို့တို့တငယ်ချင်းပေါင်းတဲ့ပတ်သက်တဲ့ဟာတင်းလို့တဲ့အဲပြဿနာရှာခံရတယ်သိလားအဲ့ဒါကကျမလည်းဖုံးကင်ထားတဲ့အခါမှာကျမကအဲ့ဒါကိုမြင်ပြီးတော့အဲ့ဒါတို့ကဘယ်လိုင်းလာဆော့ကားနေပါလားဆိုပြီးတော့ကျမကအဲတို့ကိုတွတ်တိုင်ထားတာရှိတယ်နော်အဲ့ဒါကြောင့်မို့လို့ကျမကကြောက်ပြန်ခွင့်တဲ့အခါမှာတမီတို့နဲ့အတန်းချင်းရှင်းအောင်မထိုင်ဖို့ရန်ဆောင်ခိုင်းတာနော်အရှင်းအောင်မထိုင်ဖို့ဝူးဝင်းထိုင်ဖို့သူတို့ကိုမျက်နှာပေးပြီးမထိုင်ဖို့သူတို့ရှိတဲ့ဘက်ကိုမလှည့်ဖို့မတိကြောင်ဆောင်ဖို့သူတို့ဘာပြောပြောမကြားကြောင်ဆောင်ဖို့ကျမအမျိုးဆုံးကျမတမီကိုမှားလိုက်တယ်နော်အဲပြီးတော့တူရှင် ူရှင်ကလည်းတောင်းနေပြန်ဖွင့်တဲ့ခါကျတော့တူရှင်ကမလုပ်လဲဆိုတော့ဆရာမကတလားလောက်တွေကထိုးဖွင့်တယ်ဒါပေမဲ့သူတို့မတက်ဘူး။နောက်ကျမတနည်းရအဲ့နဲ့ကျမတနည်းကနှစ်ရက်လောက်တက်လဲတက်ပြီးတော့တစ်ရက်လားနှစ်ရက်လားမသိတက်လဲတက်ပြီးတော့မှတယောက်ရောက်လာတယ်တဲ့။ဒါမှမဟုတ်တော့ငင်ငိမ့်မဲနေတယ်တဲ့။နောက်နှစ်ယောက်ရောက်လာတယ်နှစ်ရက်သုံးရက်နေတော့နောက်သုံးယောက်ရောက်လာတယ်ခုလေးကယောက်လည်းဖြစ်လဲဖြစ်တော့ငါကကွင်းတယ်တဲ့။အားကြောင့်မို့ကျမကတူရှင်မပြောင်းဖို့အတွက်ကိုကျမဆုံးဖြတ်ထားတယ်။ပြောလဲပြောထားတယ်။နောက်တူရှင်ကိုလည်းပြောင်းမလို့လားဒါတေးသေးလေးကိစ္စမဟုတ်ဘူးတော့ကျမကတေးသေးလေးကိစ္စကိုကြဲကြီးချက်တယ်လို့ပြောတယ်။ကျမသားသမီးနောက်တစ်ချိန်မှနင့်လာတယ်ကျမတနည်းရ။အားကြောင့်မို့ကျမကအဲ ီလိုမျိုးကန့်ကွက်ရတာပေါ့နော်ပြောရတာပေါ့နော်အဲကိုသားသမီးကိုကိုတက်နိုင်တဲ့လောက်ရှောင်းသူရှင်ပါလို့ဒီတဲ့ရဲမှာမတက်ဖို့တော့ဂျမပြောင်းဖို့လုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူရှင်ဆီယာမတော့မဟုတ်ဘူးနော်ဆီယာမတယောက်ရှိတယ်။ဒါလည်းဂျမအမှန်တိုင်းပဲပြောတယ်။အဲ့ဆီယာမဆိုလို့ရှိရင်ဂျမသမီးလေးကဂျမကိုပြန်ပြန်ပြောတော့ပြဿနာကြီးဂျမသိရတယ်လေ။သိရတဲ့ခါကျတော့ဂျမရဲ့ဒီလိုလိုပဲရှိရဲခလေးကိုဒီလိုလိုပဲလုပ်ခဲ့တယ်။အဲ့ဆီယာမဂျမသမီးကိုပြောနေတယ်။နေရာကလည်းဘာဖြစ်လို့လဲကိုတက်နေချင်းချင်းစကားပြတာကိုမိဘကဒါလို့ပြန်သွားပြောရတာလေ။ ကျမတမီးကိုဆူတယ်တဲ့အဲ့လိုပုံစံမျိုးနဲ့ပြောတယ်ပေါ့။ကိုခင်တဲ့ပိဿကိုတော့မရှင်းနဲ့ဘာလို့မိဘနဲ့ရှင်းရတာလဲဆိုမိဘကမပြောဘဲနဲ့အခုနလိုင်းပေါ်မှာကိုအများမြင်နေရပါပြီ။နော်။အဲ့ဒီဗီဒီယိုလိုမျိုးအဲ့ဒီအခုကျမလည်းတင်ကြမယ်အဲ့ဒီဗီဒီယိုအဲ့ဒီဗီဒီယိုလိုမျိုးကျမတမီးကိုတနေအောင်ခေါ်ပြီးရိုက်တဲ့အခါကျလို့ရှင်ဒီမိဘဘာမှမသိဘဲနဲ့ဘယ်လိုသွားပြေရှင်းမလဲ။ကျမတမီးကိုလည်းကျမအုံပြောပြတယ်နော်။ဒါကြောင့်မို့ကျမဒီဆရာမနဲ့လည်းကျမစိတ်ချောင်ဒီစကားပြောတဲ့ဆရာမ။ဟုတ်လား။အဲအမြဲတမ်းလိုသူ့ကို ဆရာမဆရာမနဲ့ဖြစ်နေတဲ့လူတမျိုးဆရာမဆရာမဖြစ်နေတဲ့လူတမျိုးဖြစ်တဲ့ဆိုဒီဆရာမလည်းဒီလိုပြောတဲ့အတွက်ဒီလားကျမလည်းဆရာမကိုတွေ့ပြီးပြောတယ်ကျမသမီးမှာနံပါတ်8တယောက်နဲ့ရှိတယ်သူ့မှာရင်းဖွင့်ဖို့လဲကျမပဲတကယ်ချင်းလဲကျမပဲမိဘလည်းကျမပဲအဲ့တော့သူကဆုံးရင်းဖွင့်ရင်ကျမသားရမယ်လဲဆုံးပြတ်ပေးရမယ်ကျမသမီးကိုတော့ကျမအဖုံပြောခိုင်းရတယ်ဘာဖြစ်ဖြစ်လို့ဒါကြောင့်မို့လို့ကျမတို့ဘက်ကရမ်းရှောင်းနေရှင်တို့ဘက်ကလည်းဒီကောင်တွေမျိုးရှင်စုံမကြတော့ကြောက်များပြလာအမှအเจ้าသူချင်းချင်းရဖြစ်တဲ့ဆိုတဲ့ကိစ္စလေးကျွန်တော်တွေ့ရတဲ့ပုံမှာတော်တော်လုံးနဲ့တည်းမှာပါတယ်နော်အဲ့ဒီနဲ့ဒါရောနောက်တစ်ခုရိုက်တဲ့ကလေးမှလည်းတော်တော်ရိုင်းလာတယ် ကျွန်တော်ရှိမှဖြစ်စီပါကျွန်မတပည့်ဖြစ်ကြည့်ပါလားကျွန်တော်တပည့်ဆိုအဲ့လိုဖြစ်ကုန်မဖြစ်တာဖြစ်ကုန်မဖြစ်အာမခံတယ်အဲ့လိုဖြစ်ရင်လည်းကျွန်တော်ကမရအောင်နော်ကိုသားသမီးသာဖြစ်ကြည့်ကျွန်မကတခါတည်းဥစ္စာဟိုသမီးခေတော်ကကျွန်မပြောကျွန်မတာခေတော်ပြောနင်းခံစားကြည့်နေတော့မှလို့ပြောတာကျွန်မလက်ထက်ကလွတ်သွားတဲ့အချိန်ပေါ့နော်နောက်ဆိုသူကဟိုပြောတယ်နူးညံ့တဲ့ပြီးဆိုတယ်အဲ့လိုနိုင်စားတာလုံးဝလက်မခံနိုင်ဘူးနော်အဲ့ထီထီရရအေးအေးယူပေးလို့ကျွန်တော်တို့ကဥစ္စာဖြစ်ချင်တယ် ကြောင်းထုတ်တာမထုတ်တာတည်းလေအသက်ပြည့်ရမပြည့်ရဥစ္စာမပြောနဲ့ကိုထင်းလာတဲ့ကိုတင်ကြားခဲ့တဲ့ကလေးဆိုအမျိုးလုံးဝမရှိခဲ့နော်အနှစ်20လောက်ပေါ့နော်ထင်းကြောင်းလာတဲ့ကလေးတည်းညောင်းညကတောင်းတူတဲ့ကိစ္စကြည့်ပြီးတော့လေအသားကြီးဇက်ဇက်တော့တည်းပါဟင်စဉ်းစားကြည့်တယ်ဒီကလေးတွေကလေးတွေနော်ကလေးတွေအရွယ်ဒီကလေးတွေအရွယ်မှာကြီးစားအုပ်စုဖွဲ့ပြီးအနှံချင်းကြတယ် တယောက်အခုပြန်ကြားတယ်ပြန်ပြီးကြားတော့အလုတ်ခံရတဲ့ကလေးကကြောင်းပြောင်းပြီးတော့လုတ်တဲ့လူတွေကကြောင်းဆက်တက်နေတယ်တဲ့။ဘာပြောတာငါတို့ကသားသမီးချင်းကိုချင်းစားပါလေ။ဒါမှကလေးဆိုတာမှတ်လောက်သားသားအောင်လုပ်ပေးရတယ်။သိလားမလဲ။တဘောကမှင်တီတားပြီးတော့တစ်နှစ်နားတန်လာတယ်။သားသမီးချင်းကိုချင်းစားလို့မဟုတ်ဘူးနော်။သားသမီးချင်းကိုချင်းစားလို့ပြောတာ။ဒီအရွယ်ထဲမှာဒီလောက်ဖြစ်နေတဲ့ဒီကလေးတွေကိုဒီလိုမှမဆုံးမလို့ရှင်လေ။မိမတွေခေါင်းကိုနှင်းသွားမှာ။ဆရာမတွေခေါင်းကိုနှင်းသွားမှာ။သိလား။ နော်စဉ်းစားကြည့်လဲဟိုကလေးဘလောက်တော့ဘလောက်မကောင်းလဲကျမိဘတွေရဲ့နေရာစဉ်းစားကြည့်လဲဒီကလေးရဲ့မိဘတွေဘလောက်တောင်ရှင်းတာလိုက်မလဲဒီကလေးလေးကိုစဉ်းစားကြည့်ဘလောက်တောင်ရှင်းတာလိုက်မလဲနော်ဒီစဉ်းစားလေးနောက်ပြောတင်တာအဲ့ဗီဒီယိုကိုကြည့်တဲ့အချိန်မှာတို့တခြားကြည့်တယ်မလားဒီကလေးတွေဖြစ်နေတဲ့ဟာကိုလာလာကြတယ်လာတဲ့လူတွေလူကြီးတွေစီကြတယ်လူကြီးတွေဆိုတော့တို့ကတောင်ရှိရတယ်ပြောတာမဟုတ်ဘူးလမ်းတော်ကလမ်းလာနေရှိကြတယ်ဆိုင်ကန်နဲ့ပြန်လှည့်ပြီးထွက်သွားတယ်ဒီကလေးမလေးတွေကိုတို့အော်လို့မရဘူးလားဟဲ့ငါပြောချင်တာတို့အော်လို့မရဘူးလား လူကြီးတယောက်ကလည်းမဟဲ့နေတော့ဘာဖြစ်တာလဲဒီလို order လုပ်ခြင်းဘာပဲဖြစ်ပေါ့ဒီကလေးမှလည်းတလောက်ဒီမခံအောင်လူပေါင်းမှလာနော်ငါလိုမိပါလေငါလိုမိပါဆိုရင်ဒီဒီလိုအနိုင်သူများကိုအနိုင်ကျင့်မဲ့ဟာလည်းငါတို့ကလက်မခံဘူးနော်ငါသားသမီးကိုလာပြီးအနိုင်ကျင့်ရင်လည်းငြိမ်မခံဘူးဟုတ်လားဒါပေမဲ့ဒီကလေးအုပ်စုဝိုင်းပြီးလုပ်တယ်ဗီဒီယိုတော့ရိုက်ပြီးတင်ရဲတယ်ဆိုတော့နည်းနည်းနော်စကေးမဟုတ်ဘူးနော်စစချင်းဒီကလေးတွေကိုကြည့်လိုက်နည်းနည်းနော်စကေးမဟုတ်ဘူး တော့မပြောချင်ဘူးဒါပေမဲ့အဲ့ဒီမြောင်းမြပါနေတဲ့တာဝန်ရှိသူတွေကပြောချင်ပါတယ်ဆရာမကြီးကိုလည်းပြောချင်ပါတယ်ပညာရေးမှုကိုလည်းပြောချင်ပါတယ်ဟုတ်လားတမတောင်းပန်ပါတယ်ဒါဒီလိုကိစ္စမျိုးဆိုတာဒီချီတိရောက်ကလုတ်ပေးရတယ်အဲ့တော့မှနောက်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 ကလေးတွေကနောက်မလုတ်ပါတဲ့မှာဟိုကြောက်တက်တဲ့ကလေးလုတ်ဟိုငြိမ်နေတဲ့ကလေးအေးတဲ့ကလေးဆိုလို့ရှိရင်လေအဲ့လိုအနိုင်ယူတတ်တဲ့ဒီလိုအုပ်စုကလေးအုပ်စုကတတ်တတ်ကိုရှိတာတဲ့မှာမှတ်တော့တောင်းတောင်းလုတ်ပေးရမှာ လောက်သားလောက်လုပ်ပြရမှာအခုကတော့ခလေးကတကယ်ခံရတဲ့ခလေးကကြောင်းပြောင်းပြီးတော့လုတ်တဲ့ခလေးကကြောင်းတက်နေတယ်ဆိုတော့အရက်ကတို့ကြီးကြားကြကြားလို့မှကောင်းနေရလားစဉ်းစားတာကြည့်ကြအောင်နော်ကြည့်စဉ်းစားတာကြည့်ကြအောင်နော်အဲ့ခလေးမိပါလေဆုံးမပါကိုသားသမီးတွေဆုံးမမရိုင်းနေတာကိုဆုံးမတိလားမပြောချင်ဘူးနော်ဒီကောင်လည်းကျွန်တော်ပြန်ပြောချင်ပါတယ်ကျွန်တော်ကလည်းမဟုတ်မခံကောင်းဆိုတော့နည်းနည်းတော့ဟိုခင်ဗျားမျိုးလုံးလေးမျိုးလုံးစုပေါင်းစုရင်လည်းစုရင်ပဲအဲ့ဒီတော့ခွင့်လို့ပြပါဗျာတောင်းပါပါလား အခုမြောင်းမြအကြောင်းသူတွေကိစ္စကျွန်တော်လည်းပြောခြင်းပဲပြီးခဲ့တဲ့တက်ကပဲဖြစ်တဲ့ပြဿနာဒီနေ့မှလာပေါ့ဆိုတော့ကောမန်တွေမှာကျွန်တော်လိုက်ဖတ်ရရတော်တော်များများဘာပြောရလဲဒီကြောင်းဆီယာမတွေတမ်းမဆီယာမတွေဆီယာဆီယာမတွေတာဝန်မယူလားတာဝန်မယူလားပြောခင်ဗျားတို့ကျွန်တော်ပြောပြပါဦးမယ်အဲ့ကြောင်းဆီယာဆိုဒီကလေးတွေမွေးလာရင်မိဘတွေသာဒီအကြီးကဖြစ်တယ်နော်ဆီယာလေးတယောက်တည်းဟာဒီဆီယာလေးကကျွန်တော်လက်ကျွန်တော်လက်ပြပါရင်းနေတယ်ဘာပြောလဲဆိုတော့ ကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးပြောနေကြတဲ့အတိုင်းပဲလက်ဦးစီကမိချိုက်စွာမာတာပိကြမိနေပါမှန်တယ်မှန်တယ်ကြောင်းထဲမှာဖြစ်တဲ့ပြဿနာတော့ဆရာဆရာမတာဝန်ယူပေးပါဟောဗျလမ်းမဖြစ်တဲ့ပြဿနာတော့ခင်ဗျာဘယ်သူကတာဝန်ယူပေးပါလဲဇရိုက်ဆိုတာဗီဇဆိုတာအေးခွန်ခွာရမပြောက်တဲ့ပြဿနာမျိုးခင်ဗျားတို့ကအခုကဆရာဆရာမတာဝန်ခိုင်းတယ်ဆရာဆရာမဆရာဆရာမတွေကဘာတာဝန်မှမရှိဘူးအဲ့ဆက်ဘာမှမဟုတ်တဲ့ online ကိစ္စရင်းစပြတ်တာဖြစ်တယ် ဆိုတော့ပိုင်းခံရတယ်ကျွန်တော်အမြင်ပြောပြမယ်ပိုင်းခံရတဲ့ခလေးမလေးကသူ့ရဲ့အတင်းကိုပြောလို့ဆိုပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်တင်လိုက်တယ်အကျွန်တော်တိရလာတော့တက်တော့ပေါ့တက်တော့ကောင်းမှတင်လိုက်တယ်ဟိုအောက်ဆုံးကိုရောက်သွားတယ်အဲ့ဒါကိုပြန်တောင်းပန်ခိုင်းတယ်ပိုင်းတဲ့ကောင်ပန်းလေးကပိုင်းတဲ့ကောင်ပန်းလေးနေအဲ့ဒီ post တွေနေငါ့ကိုပြန်တောင်းပန်ဆိုတော့ခေါ်အောက်ဆုံးကိုရောက်သွားပြီတဲ့ငါနေ့ကိုလို့ပြန်တောင်းပန်ပေးရမလဲ screen blue shop blue screen shop လို့ရိုက်ပေးရမလဲပေါ့ အဲဘာကြီးရိုက်ခံရတဲ့လူတို့ကနင်လာတယ်အဲ့ဒီတွေ့ရိုက်တဲ့လူရဲ့သမီးရိုက်တဲ့သမီးလေးတွေရဲ့အဖေတွေကလည်းနော်ရိုက်တဲ့သမီးတယောက်ဆုံးရဲ့အဖေကိုကျွန်တော်သိတယ်နော်မြောင်းညမှာကျွန်တော်ရဲ့မိသားစုဆွေမျိုးမခင်အများကြီးရှိတယ်အဲကျွန်တော်စုံစမ်းပြီးတော့ဘယ်သူလဲဆိုတာကျွန်တော်သိတယ်အဲ့တော့အဲ့ကလေးတွေရဲ့ပြီးပါတယ်တာဝန်ယူပြီးဖြည့်ရှင်းပြီးပါနော်ဆရာဆရာမတွေဆွေမခင်တွေမင်းတို့ကိုယ်ကလမ်းပင်းစရိုက်ဆန်လို့အဲ့လိုကလေးတွေကလမ်းပင်းစရိုက်ဆန်တာဖြစ်လာတာဟဲ့ရောင်းနေငါနဲ့မတင်ဆုံးနော် ငါ့ကိုမြင်မင်းတို့သိတယ်မင်းတို့ဘာအောင်လဲဆိုတာလည်းမင်းတို့သိတယ်အဲ့တော့ဆရာဆရာမတွေကိုစွန့်မထိုင်နဲ့မင်းတို့သမီးတွေလုံးတဲ့ပြဿနာမင်းတို့ဖြေရှင်းမရှိရင်ငါမြောင်းတော့ဆင်ရခဲ့မယ်ငါအဲ့လိုပြောချင်တယ်ရိုက်ခါကလေးသမားတွေကရမ်းနေနာတယ်နော်အဓိကဆိုရှယ်မီဒီယာကိစ္စပဲတော်တော်မင်းတို့ရှင်မင်းတို့ရှင် ဟုတ်ရပြပိုင်းကျောင်းလေးတွေကလေးတွေပေါ့နော်ဟိုမှာမြင်နေနေရတယ်အုပ်စုဖွဲ့ပြီးတော့ဒီရံဖြစ်ကြတာပေါ့နော်ရံဖြစ်တယ်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်တာမျိုးလေးတွေဖြစ်တယ်ပေါ့နော်တစ်ခါတစ်ယောက်တည်းအဲသူတို့ကအုပ်စုဖွဲ့ပြီးတော့ပေါ့နော်ဝိုင်းပြီးတော့အနိုင်ကျင့်တယ်ဝိုင်းပြီးထိုးလာကြိတ်တာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ဖြစ်တယ်ပေါ့မှာဒါယောက်ျားလေးဗီဒီယိုလေးတွေ့တယ်လို့မိန်းကလေးဗီဒီယိုလေးလည်းတွေ့တယ်ပေါ့နော်အခုလက်တော့မှာတော့ညောင်ညမှာဖြစ်သွားတယ်မိန်းကလေးဗီဒီယိုကတော့တအားကိုလူတိများပြီးတော့လူကြည့်များနေတယ်ပေါ့နော်အဲ့ဒီအပေါ်မှာပေါ့နော်တချို့တွေကဒါပြောကြတယ်ပေါ့နော်ဒါအဲကြောင်းကဆရာစမတွေရဲ့တုံတင်ဆုံးမမှုရဲ့နယ်လို့ရောချလို့ပေါ့ ောနော်ဆရာဆရာမတွေနဲ့ဆိုင်နေအဲ့လိုမျိုးတွေပြောကြတယ်အဲ့ညမှာဝမ်းမာကလေဝမ်းမာအတူတူပြောတာနော်ဒါသူများအတွင်းနဲ့တူတယ်လည်းတူမယ်မတူတယ်လည်းမတူနိုင်ဘူးပေါ့နော်ဒါကတော့သူ့အတွင်းနဲ့သူ့ကိုယ်တွင်းနဲ့သူ့ကိုယ်ပဲ ဒီလိုမျိုး ဖြစ်တဲ့အပေါ်မှာပေါ့နော်ဒါကျောင်းကဆရာဆရာမရင်းနေပဲဒါရာနှုန်းပြည့်ဆိုင်နေလို့မှကတော့မမြင်ဘူးဘာလို့မမြင်ရလဲဆိုတော့မိဘရဲ့နေဆိုင်နေလို့မှအမြင်တယ်ဘာလို့လဲဆိုတော့ဒီသားသမီးတွေရဲ့အသွင်သွင်းဆုံးမမှုသားသမီးတွေရဲ့ကောင်းခြင်းဆိုးခြင်းမှာမိဘရဲ့နေဆိုဆိုင်နေတချို့မိဘတွေကြတော့အငါသားသမီးတွေကျောင်းသွားနေရပဲကျောင်းပြန်နေရပဲကျောင်းမှာသူတို့ဆရာမတွေတုံလိုက်တုံတင်လိုက်မယ်သူတို့ဆရာမတွေဆုံးမလိုက်မယ်ငါတို့ဆုံးမကြမှာ